အခုလာမယ့်1173မှာ JP ကောနဲ့စူဟာကင်မျိုးရဲ့တွေ့ဆိုင်ပါဝင်ပါတယ်။ JP ကောအကြောင်းကိုတော့1ရေပြည်သက်တွေ၊မြွေတိုင်းပြည်သက်တွေအနေနဲ့တည်ကြပြီးသားဖြစ်မှာပါ။မသိသေးတဲ့သူတွေကိုတော့ကျွန်တော်အနေနဲ့ဂုဏ်ယူစွာပြောပြပေးခြင်းပါတယ်။ JP ကို1993ခုနှစ်ဇွန်လ10ရက်နေ့တွင်ဗြိတိန်နိုင်ငံမှာဖွားမြင်ခဲ့ပါတယ်။မွေးရပါအနေနဲ့သူ့ရဲ့ညာဘက်လက်မှာလက်ဖြန်ပါမလားပဲတရောင်စစ်ထိပဲဖူလုံးအနေနဲ့လူလောကထဲကိုရောက်ရှိလာခဲ့ပါတယ်။ သူ့ရဲ့အဖေကချဲစီးနဲ့ညူကာဆယ်ဘောလုံးတင်းနေရဲ့ကစားသမားဟောင်းဂါဗင်ဖီကော်လည်းဖြစ်ပါတယ်။သူ့အသက်15နှစ်လောက်မှာကနေဒါနိုင်ငံကိုရွှေ့ပြောင်းအခြေချခဲ့ပြီးကနေဒါနိုင်ငံသားလည်းဖြစ်လာခဲ့ပါတယ်။အဖေကဘောလုံးသမားဆိုတော့သူ့ရဲ့ငယ်ဘဝကိုလည်းဘောလုံးကစားရေးကြီးပြင်းခဲ့ပါတယ်။နောက်ပိုင်းမှာကရာတေကိုပြောင်းကစားခဲ့ပါတယ်။ဒီလိုနဲ့တဖြည်းဖြည်းမွေထိုင်းလောကနဲ့ရောက်ရှိလာသူဖြစ်ပါတယ်။သူ့ရဲ့ပထမဆုံးလက်ထီးချက်ကိုတော့ចောင်းမှာအနိုင်ကျင့်ခဲ့ရတယ် ုဖို့ကိုကာကွယ်ရင်ထိုးပစ်ခဲ့ရဆိုတဲ့အကြောင်းကိုလည်းပြန်ပြောပြထားပါတယ်။အဲဒီကနေတိုက်ခိုက်ရေးအကစားကပဲသူကိုယ်သူကာကွယ်ဖို့နဲ့ပူတန်မာတဲ့သူတယောက်ဖြစ်လာစေနိုင်တယ်ဆိုတာကိုနားလည်သွားခဲ့ပါတယ်။ဂျိတ်ကသူ့ရဲ့အိမ်မက်တွေနောက်ကိုလိုက်ဖို့အတွက်နဲ့ပဲကနေဒါကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။2024ခုနှစ်ကနေဒါနိုင်ငံမှာကျင်းပတဲ့ Road to 1ပြိုင်ပွဲမှာဂျိတ်ကပူဆွဲပြီး1 Championship ရဲ့စာချုပ်ကိုရရှိခဲ့တာဖြစ်ပါတယ်။အခုလည်း1ရဲ့ပြိုင်ပွဲကြီးတွေမှာနှစ်ပွဲထိုးပြီးနှစ်ပွဲလုံးကိုအနိုင်ရရှိထားတာပါ။ ကာတာမှာကျင်းပခဲ့တဲ့112စန်တီတူပြိုင်ပွဲမှာဆိုရင်ဂျပန်ဖိုက်တာရှင်ဂျီဂျူဇူကီကို TKO တိုင်ပွဲရနေတော့နိုင်ရတဲ့အထိဆက်ဆောင်ပြနိုင်ခဲ့သူဖြစ်ပါတယ်။ဒီလိုမျိုးမွေးရပါလက်တချောင်းအပြည့်ပါမလာတဲ့လူတယောက်ကဝမ်လိုပြိုင်ပွဲကြီးတွေမှာမွေထိုင်းဖိုက်တာတွေကိုတာမန်လူတွေနဲ့ဘာမှမချပဲတူရင်ကိုရင်ရှင်ပြိုင်နိုင်တဲ့အခြေအနေမျိုးကိုပိုင်ဆိုင်ကြတာဖြစ်လို့ သူ့လူမတန်ဆွမ်းနေရောတာမန်လူတွေရောဖို့လေးစားအတူယူအားကြစီရပုံကမျိုးဖြစ်လာခဲ့ပါတယ်။ကိုမမရှိတာကိုအကြောင်းပြဤတွားနေမယ်စားရှိတာနဲ့ပဲဖြစ်အောင်လုပ်ပြခဲ့တဲ့ကဘာကျော်တွေအများကြီးရှိပါတယ်။ကျွန်တော်တို့မြန်မာပြည်မှာဆိုရင်လည်းဂျိတ်လိုလက်အပြည့်မပါပေမဲ့အရေးချင်းရှိတဲ့နိုင်ငံကျော်တွေရှိပါတယ်။အကုန်လုံးတိမာကတော့မြန်မာတန်အဆိုတော့ပိုင်းသက်ကျော်ပါ။သူ့ရဲ့တခြင်းတွေကိုမကြိုက်တော့လူကိုတော့တိကြပါပါ။တခုခုဆိုရင်မစာမနာနဲ့ ်ငါ့ကိုပိုင်းတဲ့ကြောမှတ်နေလားကွာဆိုတဲ့စကားကတော့ကျွန်တော်တို့မျိုးဆက်တွေနားရီဝနေမိထင်ပါတယ်ကျိကမှာလက်တစ်ဖက်ပဲအပြည့်မပါတာပါ။ပိုင်းတဲ့ကြော်ဆိုရင်လက်နှစ်ဖက်လုံးကိုတရောင်စစ်အထိပဲရှိရတူပါ။ဒါပေမဲ့လည်းသူ့ရဲ့ဒေသချင်းတွေကတော့မြန်မာပြည်ရဲ့ကျေးလက်ဒေသနဲ့မှာအခုချိန်ထိပြန်လည်အပင်းနေကြအောင်မယ်လို့ကျွန်တော်တို့ထင်ပါတယ်။ဝေးရပါချွင်းချက်တွေရှိကြပါမယ်လေလူတိုင်းမှာသူတို့ရဲ့ကိုယ်ပိုင်အရေးတွေရှိကြပြီလားပါ။ ဒီတော့ကျွန်တော်တို့လူဖွဲ့စီမှာတားကြနေတဲ့မတန်ဆွမ်းနေဆိုရင်တောင်းတာခွဲခြားတာတွေကိုအတန်းတိုင်းလုံးရှောင်ကျဉ်ကြပြီးတော့သူတို့လည်းများတန်းတူသူတို့ကိုယ်ပိုင်ဘဝတွေကိုပုံဖော်နိုင်အောင်ကူညီပံ့ပိုးပေးကြရမှာဖြစ်ပါတယ်။မတန်ဆွမ်းဖြစ်ဖို့ကိုသူတို့ကိုယ်တိုင်ရွေးချယ်ခဲ့တာလည်းမဟုတ်တော့ကျွန်တော်တို့အနေနဲ့အသက်လွတ်နေရင်တနာတာနှိမ်ချတဲ့ဇာတ်တွေနဲ့ထိုးနှက်ကြမယ်စား။လူသားချင်းချင်းကိုချင်းစာတရားနဲ့ပဲအားပေးကူညီကြဖို့ကိုကျွန်တော်ကတော့တိုက်တွန်းနေပါတယ်။